မိတ်ဆွေတို့အသုံးပြုနေတဲ့ဖုန်းကခဏလေးနဲ့ဖုန်းဘက်ထရီကုန်တာမြန်နေလားဒါဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ဖုန်းကဖုန်းဘက်ထရီခဏလေးနဲ့ကုန်နေတယ်ဆိုရင်တော့ခဏလေးနဲ့ဖုန်းဘက်ထရီမကုန်သွားရအောင်ပိတ်ထားပြီးလို့ရမယ့်စက်တင်လေးတွေကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဘယ်စက်တင်လေးတွေဖြစ်မလဲဆိုတာကျွန်တော်နဲ့တူတူလေ့လာကြည့်လိုက်ကြရအောင် โอเคပါဒီ setting လေးကိုလုပ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းထဲက setting software လေးတဲ့ကိုဝင်ပြီးတော့လုပ်ပေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဖုန်းထဲက setting software လေးတဲ့ကိုဝင်ပေးလိုက်ပါခင်ဗျာโอเคပါ setting ရောက်ကိုရောက်ပြီဆိုရင်တော့ကျွန်တော်အရင်ဆုံးရှာရမယ့် setting လေးကတော့ location ဆိုတဲ့ setting လေးပဲဖြစ်ပါတယ်။ Okay ပါကျွန်တော်ရဲ့ဖုန်းထဲမှာတော့ဒီအောက်ဆုံးနားမှာပေါ်တယ်ပေါ့နော်။အကယ်၍မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာတော့ကျွန်တော်အလဲမှာအပေါ်မှာလည်းဖြစ်နေနိုင်တယ်ပေါ့နော်။ဆိုတော့ဒီအကယ်၍ဒီလိုမျိုးရှာလို့မတွေ့ဘူးဆိုရင်တော့ဘွား search bar လေးမှာမိတ်ဆွေတို့ရဲ့ location ဆိုပြီးတော့ရိုက်ရှာပေးလိုက်ပါ။ ဖေဘာမိတ်ဆွေတို့နဲ့ location ကိုတွေ့ပြီဆိုရင်တော့ဒီမှာရှိတဲ့ location လေးတဲ့ကိုထပ်ဝင်ပြလိုက်ပါ location နဲ့ကိုရောက်ပြီဆိုရင်တော့ဒီအောက်ဆုံးမှာရှိတဲ့ location service ဆိုတဲ့ setting လေးတဲ့ကိုထပ်ဝင်ပြရမှာဖြစ်ပါတယ်ခင်ဗျာ okay ပါ location service ထဲကိုထပ်ဝင်ပြလိုက်ပါ location service ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်ပိတ်ထားပေးရမယ့် setting လေးကတော့ဒီအောက်ဆုံးမှာရှိတဲ့ setting တစ်ခုဖြစ်ပါတယ်ဒီအပေါ်မှာဆိုရင်တော့ကျွန်တော် wifi scanning ဆိုတာရှိပါတယ်ဆိုတော့ဒီ wifi scanning ဆိုတဲ့ setting လေးကိုနှိပ်လိုက်ပါပြီးပြီဆိုရင်တော့ဒီနေရာမှာ message ရဲ့ phone ထဲမှာဒီ cloud လေးကိုဖွင့်ထားမိတဲ့အစိမ်းရောင်လေးဖြစ်နေတယ်ဆိုရင်တော့ဒီ cloud လေးကိုပိတ်ထားလိုက်ပါဒီ cloud လေးကိုပိတ်ထားလိုက်မယ်ဆိုရင်တော့ကျွန်တော်ရဲ့အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ကျွန်တော် wifi တွေကိုကိုယ့်ရဲ့ phone ကကျွန်တော် scan ဖတ်နေတာကိုပိတ်ထားပေးတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ phone ပိတ်ထားတဲ့အချိန်မှာတောင်မှဒီ phone ကကျွန်တော်နောက်ွယ်မှာအသုံး ်ပြုမနေတော့ဘူးပေါ့နော်အလုံးမလုံးနေတဲ့အတွက်ကိုယ့်ရဲ့ဖုန်းဘက်ထရီကုန်တာမြန်နဲ့ပြဿနာကိုဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်နောက်ထပ် setting လေးကတော့ဒီအောက်ဆုံးမှာရှိတဲ့ Bluetooth scanning ဆိုတဲ့ setting လေးတက်ကိုထပ်ဝင်ပေးလိုက်ပါ ပြီးပြီဆိုရင်တော့ဒီမှာလဲမိတ်ဆွေတို့ရဲ့ဖုန်းထဲမှာဒီခလိုလေးကိုဖွင့်ပေးထားတယ်ဆိုရင်တော့ဒီခလိုလေးကိုပိတ်လိုက်ပါဒါဆိုရင်လဲကျော်တို့ရဲ့ဖုန်းအသုံးမပြုတဲ့အချိန်မှာကျော်တို့ရဲ့ဖုန်းရဲ့နောက်ွယ်မှာ bluetooth တွေကိုကျော်စကန်ဖတ်နေတာကိုပိတ်ထားတာဖြစ်တဲ့အတွက်ကျော်တို့ရဲ့ဖုန်းဘက်ထရီကုန်တာမြန်တာကိုတက်သားစေမှာပဲဖြစ်ပါတယ်ခင်ဗျာโอเคပါပထမဆုံးအနေနဲ့ဒီ setting လေးနှစ်ခုကိုမိတ်ဆွေတို့ရဲ့ဖုန်းထဲမှာဖွင့်ထားမိတဲ့ဆိုရင်တော့ပိတ်ပေးလိုက်ပါပြီးပြီဆိုရင်တော့ကျော်တို့နောက်ထပ် setting လေးတစ်ခုရှိသေးပါတယ်ဒီ setting လေးကိုလုတ်ဖို့အတွက်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာကျော်တို့ developer option ဆိုပြီးတော့ရှိနေဖို့လိုပါ ါတယ်။အကျောရဲ့ဖုန်းနံပါတ်တော့ဒီ addition နဲ့ setting နဲ့ကိုဝင်ပြီးတော့ဒီမှာဆိုရင်တော့ကျော် developer option ဆိုပြီးတော့တွေ့ရတယ်ပေါ့နော်။အကယ်၍မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာဒီ developer option မတွေ့ရသေးဘူးမရှိသေးဘူးဆိုရင်တော့ကျော်တို့ဖုန်းကို screen ကိုနောက်ကိုဆွဲပြီးတော့ဒီမှာရှိတဲ့ about phone နဲ့ကိုဝင်ပေးလိုက်ပါခင်ဗျာ။ okay ပါအပါဖုန်းထဲကိုရောက်ပြီဆိုရင်တော့ကြောရဲ့ဖုန်းထဲမှာတော့ဒီမှာ OS version ဆိုပြီးတော့ဓာတ်လိုက်မြင်ရတယ်ပေါ့နော်ကဲတို့ရဲ့မိတ်ဆွေတို့ရဲ့ဖုန်းက Vivo တွေ Oppo တွေဖြစ်နေမှာဆိုရင်တော့ကြောတို့ blink number ဓာတ် စတဲ့ကျော်တို့အဲ setting လေးကိုကျော်၈ခါလောက်နှိပ်ပေးရမှာဖြစ်ပါတယ်ကျော်ရဲ့ဖုန်းထဲမှာတော့ဒီ OS version ကို၈ခါလောက်နှိပ်လိုက်မယ်ဆိုရင်တော့ဇက်တိုက်နှိပ်လိုက်မယ်ဆိုရင်တော့ကျော် developer option ပေါ်လာတာဖြစ်ပါတယ်ကဲပြီးမိတ်ဆွေရဲ့ဖုန်းထဲကမှာတော့ကျော်တို့ blade number VUINTNUMB ရ blade number လို့ပေါ်နေမှာဆိုရင်တော့အဲ့ဒီ blade number ကိုကျော်၈ခါလောက်နှိပ်လိုက်မှာဆိုရင်တော့ကျော် developer option ပေါ်လာမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဖုန်းမှာတော့ကျွန်တော် OS version ကို၈ခါလောက်နှိပ်လိုက်မှာဆိုရင်ဒီ additional setting တွေကိုဝင်ပြီးတော့ developer option ကိုတွေ့ရမှာပဲဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာပထမဆုံးအနေနဲ့ developer option မဖွင့်ရသေးဘူးဆိုရင်တော့ပထမဆုံးအနေနဲ့ developer option ကိုဖွင့်လိုက်ပါပြီးပြီဆိုရင်တော့ဒီ developer option တွေကိုဝင်ပေးလိုက်ပါခင်ဗျာ ။ BB ဆိုရင်တော့ကျွန်တော်စက်ခွင်းကိုအပေါ်ကိုဆွဲတင်ပေးလိုက်ပါ။ BB ဆိုရင်တော့ကျွန်တော်လိုက်ရှာပေးရမယ့် setting လေးကတော့ကျွန်တော် background process ဆိုတဲ့ကျွန်တော် setting လေးပဲဖြစ်ပါတယ်။ဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီတဲမှာကျတော့ကျွန်တော်အခုပြောပြပေးသွားမယ် setting လေးကိုလိုက်ရှာပေးလိုက်ပါဒီမှာဆိုရင်တော့ background process limit ဆိုပြီးတော့ setting လေးရှိပါတယ်ဒီဒီ setting လေးကိုချိန်ဖို့အတွက်ဆိုရင်တော့ဒီဘက်မှာရှိတဲ့ standard limit ဆိုတဲ့ setting လေးကိုနှိပ်လိုက်ပါပြီးဆိုရင်တော့ကျတော်တို့ကကျတော်တို့ရဲ့ဖုန်းအသုံးမပြုနေတဲ့အချိန်မှာကျတော်တို့ ကျွန်တော်တို့ဖုန်းပိတ်ထားတဲ့အချိန်မှာကိုယ့်ရဲ့ဖုန်းရဲ့နောက်ွယ်မှာအသုံးမပြုတဲ့ကျော် software တွေ RAM မနေအောင်လို့ကျွန်တော်တို့ ထည့်ချင်တာဖြစ်တဲ့အတွက်ဒီမှာရှိတဲ့ no background process ဆိုတဲ့ setting လေးကိုကိုယ်အနေနဲ့ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျော်တို့ရဲ့ဖုန်းကိုပိတ်ထားတဲ့အချိန်မှာကျော်တို့ရဲ့ဖုန်းရဲ့နောက်ွယ်မှာ bare software ကမှကျော်တို့အလုပ်လုပ်နေတော့မှာမဟုတ်ဘူးပေါ့နော်။ဒါဆိုရင်တော့ကျော်တို့ရဲ့ဖုန်း battery ကုန်တာကိုလည်းတက်တာစီမှာဖြစ်ပြီးတော့ကျော်တို့ရဲ့ဖုန်း battery ကိုလည်းရေရှည်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီဗီဒီယိုမှာမျှဝေပေးခဲ့တဲ့ setting လေး၃ခုကိုမိတ်ဆွေတို့ရဲ့ဖုန်းထဲမှာမလုပ်ရသေးဘူးဆိုရင်တော့အခုချက်ချင်းပဲလုပ်ဖို့လဲကြောင်းနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာ။ โอเคပါဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တာ ਨੇ ပတ်သက်ပြီးတော့နားမလဲတာမရှင်းလင်းတာတွေတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ